ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှုအတွက်နဲ့မိษွေကောင်းနေရှိဖို့ကလည်းလိုအပ်ပါတယ်မိษွေကောင်းနေပေါ်များဖို့တက်ကလည်းဒီအချက်ကိုကြအတိုင်းလိုက်နာကျင့်ကြံသင့်စိတ်မှန်သောစိတ်ထားရှိပါသည်အမြဲတမ်းယောသားဖြောင့်မတ်ပါဟန်ဆောင်မှုကင်းပြီးတော့ကိုကျင်းစာတတ်တဲ့စိတ်နဲ့ဆက်ဆံယောသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့သူတယောက်ကိုမခင်တဲ့သူမရှိသလောက်ပါပဲနားထောင်တတ်ပါစေအခြားသူတွေရဲ့ပြောစကားတွေကိုစိတ်ဝင်စားစွာနားထောင်ပေးပါသူတို့ရဲ့ခံစားချက်နဲ့အမြင်တွေကိုလေးလေးစားစားတန်ဖိုးထားပြီးနားထောင်ပေးတဲ့သူတွေကို လူတွေကပို့ပြီးတော့ခင်မင်တတ်ပါရင်းနှီးဖော်ရွေမှုအပြည့်နဲ့ပြုံးပါလူတယောက်နဲ့တယောက်ကြားမှာမာနတတိုင်းနေရအပြုံးလေးတပွင့်ရအလွယ်တကူဖြိုချပစ်နိုင်ပါဒါကြောင့်မို့လို့လူတွေနဲ့တွေ့ဆုံတဲ့အခါမှာပြုံးပြီးတော့နှုတ်ဆက်ပါရိုးရိုးချင်းချင်းပြုံးပြတတ်ခြင်းနဲ့လေဖော်ရွေတဲ့အပြုမှုတွေကလူတွေနဲ့ပို့ပြီးတော့ရင်းနှီးခင်မင်စေပါတယ်ကျေးဇူးတင်တတ်ပါစေသိငယ်သည်ဖြစ်စေကြီးမားသည်ဖြစ်စေအကူအညီတိုင်းအတွက်လည်းကျေးဇူးတင်စကားပြောဖို့မမေ့နဲ့ကျေးဇူးတင်တဲ့သူကိုကျေးဇူးတင်တဲ့ခြင်းဟာမင်္ဂလာတပါးဖြစ်တယ်လို့ကူညီဖေးမှပေးမယ်မိတ်ဆွေကောင်းတွေတိုးပါစေတဲ့လှုပ်ဝှက်ချက်လည်းဖြစ်တယ်ယုံကြည်စိတ်ချမှုအပြည့်ရှိပါစေ ကိုယ်ယုံကြည်လို့ခင်မင်းယင်းနီလို့ဖွင့်ပြောပြတဲ့မိတ်ဆွေတွေရဲ့လှုပ်ဝှက်ချက်တွေကိုထိမ့်သိမ်းပါမိတ်ဆွေတွေရဲ့ကိုကြီးကိုရာတွေကိုကိုစီရဘယ်တော့မှမပေါက်ကြားစီနဲ့နှုတ်လုံပြီးတော့ယုံကြည်ရတဲ့လူတွေကိုလူတိုင်းကမယင်းစင်ရင်းလို့သတ်မှတ်ပြီးတော့ယုံကြည်တတ်ကြပါတယ်အားပေးပါမိတ်ဆွေတရားအောင်မြင်မှုစ조사နေချိန်မှာအားတက်တယ်ရောထောက်ခံအားပေးမိတ်ဆွေတရားခက်ခဲနေချိန်မှာလည်းဘေးရရှိနေပြီးတော့ထောက်ခံအားပေးပါဒါလည်းမိတ်ဆွေကောင်းတယောက်ရဲ့အမှုကျင်လည်းဖြစ်ပါတယ်ဟာသညံရွှေမာစီရီမောပွဲရာတွေကိုပြောဆိုပြီးစကားဝိုင်းဝန်စီကားပြောရွှေအောင်လုပ်တတ်တဲ့လူတွေဟာလူချစ်လူခင်ပေါများပါတယ်အချိန်ပေးပါမိသားစုအတွက်အချိန်ပေးသလိုမိတ်ဆွေတွေနဲ့လည်းအချိန်ပေးတတ်ပါစီ ဒီလိုနဲ့ပဲမိတ်ဆွေများနဲ့တွေ့ဆုံအချင်းကုံဆောင်ရင်းနှန်းနဲ့အတူတူလှုပ်ဆောင်ရမယ့်အခွင့်အလမ်းတွေကိုတိုင်ပင်ကြဆွေးနွေးကြရင်အခွင့်အလမ်းတွေပေါ်ထွက်လာနိုင်ပါတယ်။ခင်မင်မှုကိုစကားနဲ့တာမကလက်တွေ့ပြပါပြသပေးပါမိတ်ဆွေတယောက်ခက်ခဲနေခြင်းအကူအညီလိုအပ်နေချိန်မှာနှုတ်ဤဆောင်မခြင်းတာမကပဲလက်ဤဆောင်မခြင်းလို့နဲ့ကုညီဖေးမဖို့ဝေမလေးပါနဲ့။အဒီအချက်၉ချက်အတိုင်းလိုက်နာဆောင်ရွက်ခဲ့ရင်တင်းဟာမိတ်ဆွေကောင်းပေါ်များစွာနဲ့ဘဝကိုဖျက်ဆီးနိုင်ပါလိမ့်မယ်။